ါဘုရားနဲ့အဆက်တာအဆက်တယ်မလူလည်းမလူကောင်းဘူးခွန်ကြီးတွေအဲ့ဒါပြင်လေးတင်ပေးရဆွဲထွက်အလူနဲ့ပတ်သက်ပြီးတော့တချို့တွေကလည်းဝိပန်နေကြသူတွေရှိတယ်တချို့ကလည်းဒီနေရာမှာလှူရမ်းမဲ့အစားအခြားနေရာကိုလှူရမ်းမှလာဆိုပြီးတော့ပြောတဲ့လူတွေရှိတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထိရဘာသာဗုဒ္ဓဘာသာဝင်တွေကို အလှဒါနနဲ့ပတ်သက်ပြီးအကုသိုလ်မဖြစ်ရအောင်အတွက်ရည်ရွယ်ပြီးထိရဘာသာဘာသာဝင်တွေတည်တံ့အတွက်သာကျွန်တော်ဒါကိုတင်ဆက်လိုခြင်းဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီမို channel လေးကနေပြီးတော့ကျောဆက်အလူကိုပိတ်ပင်တားဆီးကြသူများဆိုပြီးတော့ခေါင်းစဉ်ပေးပြီးတော့ကျွန်တော်တင်ပြလိုချင်ဖြစ်ပါတယ်ယခုမြင်တွေ့နေရတဲ့ဗီဒီယိုမှာဗုဒ္ဓသာသနာကိုထမ်းဖို့တည်ရွတ်ကြမဲ့စာသင်္ဘောကုတော်လေးတွေဖရာသားတော်တွေညီထိုင်ရာចောင်းတိုင်ကြီးရဲ့အလူဖြစ်ပါတယ်ចောင်းတိုင်ကြီးထဲမှာအခုမြင်တွေ့နေကြတဲ့ယရဏတွေရာဆိုလို့ရှိရင်လည်းအလူဒါနာ တရာတရားစောအားကောင်းရတဲ့လူတွေလာရောက်လူတန်းထားကြတာတွေဖြစ်ပါတယ်။ကြက်သိမ်းထလောက်အောင်ပဲဖြစ်တယ်လို့တစ်ဖက်ကလည်းဝေဖန်တဲ့လူတွေအဖို့လဲဒီပြည့်နေတဲ့နေရာမှာပဲထပ်ပြီးတော့ဖြည့်ကြပြီးတော့မပြည့်တဲ့နေရာမဖြည့်ပဲနဲ့ပညာမပါတဲ့လူဆိုပြီးတော့လဲတချို့တွေကလည်းဝေဖန်နေကြလောက်အောင်ပဲဖြစ်နိုင်ပါတယ်။ဒီရဏာလေးကိုလာလှူတဲ့နေရာမှာနေရာဒေတာအတိအကျကနေလာလှူကြတယ်လို့တချို့ဆိုလဲဒီ ယတနာဝေဒီကိုကြည်ပြီးတော့လူကျင်စိတ်တွေဖြစ်ပြီးမြေယာမာတွေမိမိပါလာတဲ့လဝိယတနာတွေချုပ်ပြီးလူကြတယ်။တချို့ဆိုလို့ရှိရင်လည်းမိမိအိမ်ကနေပြီးတော့မိမိအဖိုးအဖွားတွေပိုင်ဆိုင်တဲ့ယတနာပစ္စည်းလေးတွေကိုလည်းအမြတ်တနိုးနဲ့လာရောက်လှူဒန်းကြတယ်။ဒီထက်မှစေဝေဆောင်မိသားစုလူရှိတစုလာလှူတာကိုလည်းတွေ့ပါတယ်။သူသူပြောတဲ့စကားလုံးလေးတစ်ခုကတော့တော်တော်လေးသဘောကျပါတယ်။ကျမဒီပွဲဦးတဲ့ ီလူတွေနဲ့အတူနှောင်တနေရမှာအတူတူလွတ်ချင်တယ်ကြီးပွေးကြီးကမှမပါလဲရလေချင်းဆိုရယ်နှောင်တမရချင်းလို့ကျမရှိတဲ့ဟာကိုယူပြီးတော့ခက်ခက်ခဲခဲနဲ့ကျမကိုလည်းစပီရှောင်းနဲ့ကျမလာလှူတာပါဆိုပြီးတော့သူတို့ပြောသွားတယ်ဒါအမတန်ကြသိမ့်ထားပဲကောင်းပါလေဒါလေးကတော့စင်ကျင်တင်ပါလေအခုကျွန်တော်ပြောချင်တဲ့ site ကတော့အလူဒါနနဲ့ပတ်သက်ပြီးတော့တမ်းမြင်နေတဲ့လူတွေကိုပဲတတိပေးစင်ကျင်ဖို့ပဲပြောတာပါနော်တခြားပညာနဲ့ ရှင်ပြီးတော့အဟိုနေရာလုပါလားဒီနေရာလုပါလားဆိုတော့အရာတွေကိုပြောတဲ့ညီငယ်ညီမငယ်တခြားဘာသာကြားတွေကိုတော့မဆိုလို့ပါဘူးဗုဒ္ဓဘာသာဝင်တွေကိုပဲရည်ရွယ်ပါတယ်အလှနဲ့ပတ်သက်ပြီးတော့တားမြစ်မယ်ဆိုလို့ရှိရင် အလှခံပုဂ္ဂိုလ်ကလည်းအလှပစ္စည်းကိုမရတဲ့လို့လူနဲ့လူကလည်းဒီလှူတောင်းရမယ်ကုသိုလ်ကောင်းမှုကိုမရပါဘူးဒီဟာတွေကိုတားမြစ်ရရောက်တဲ့အလှနဲ့ပတ်သက်ရင်အမှောက်ရင်း တာတုခေါ်ရတဲ့လူမျိုးတွေပါကျွန်တော်တို့ဗမာလူမျိုးဆိုတာဘယ်မှာပဲဖြစ်ဖြစ်အမြတ်အမြတ်ဆိုအတန်ကြာတာ ਨੇ တာတုခေါ်တဲ့လူမျိုးတွေကိုကိုယ်တိုင်မလူနိုင်တော့မှတာတုခေါ်တဲ့လူမျိုးကအဘဲကြောင့်အလူဒါနကိုလိုက်ပြီးကဲ့ရဲတာအလူဒါနဝေဖန်ထောက်ပြတယ်ဆိုတာ မကြားခဲ့လဲမကြားခဲ့ဘူးရှိလဲမရှိခဲ့ဘူးယခုတော့ဒါတွေကကြုံလာဒါတွေကဘာသာကြားတွေခစ်တိစနစ်တွေသာသနာဖြန့်ဝေပုံနည်းစနစ်တွေမှားတာတွေကြောင့်လဲဒါတွေဖြစ်လာတယ်လို့လည်းလက်ခံရပါမယ် အမြဲဝင်တာထုခေါ်လို့မရတဲ့ပိတ်တာတော့မှတော်တော်အကုသူကြီးလို့မခေါ်နိုင်တာပါဒီနေရာမှာလူတွေဖြစ်ပြီးတာထုခွန်နိုင်မှာလည်းရနဲ့အမြဲဝေတော့ကိုတာထုမခေါ်တော့ဖြစ်လို့ပျက်စီးလို့တဲ့ဆိုတာတကယ်တမ်းတော့လူပိတ်တာပါဒီလိုမျိုးလုပ်လို့ရှိရင်အလူဒါနကိုတာစီတာအလူဒါနကိုမလူပြအောင်လူနေတဲ့လူကိုပျက်စီးအောင်ဖြစ်စီးတဲ့လူတွေဟာဘလို့အကုသူတွေကြီးမားတယ်ဆိုတာကိုမိကောင်းပါကောင်း ဆရာကောင်းတွေကသူတင်ဆုံးမထားခဲ့ဟန်မရှိဘူးလို့ပဲသုံးသက်လို့ရပါတယ်။ဘုရားလက်ထက်မှာနော်ယဟန်တစ်ပါးရှိခဲ့ပူပါတယ်။ဒီယဟန်လွန်ခဲ့တော့အတိတ်ဘဝကကတ္တပဖရာပြိဋိပန်ဆန်တော့ကတ္တပဖရာရဲ့ဒီယုတ်ကလက်ကိုဇီတိတဲတဲ့အခါမှာလူတွေကအကြီးကြီးတဲကြပါတယ်။ဒါကိုသူကတော့ကောင်းကောင်းစိတ်နာနေအကြီးကြီးမတဲနဲ့ကြီးကြီးတဲနောက်တစ်ချိန်မှာပြက်ရင်ပြင်ရခတ်တယ်။ဒါကြောင့် တည်တည်မတည်တည်လေးပဲတည်ပါလို့သူကကောင်းသောစိတ်နဲ့ပဲတိုက်တွန်းခဲ့တယ်ဒါကြောင့်သူ့ရဲ့ဟာကိုအကောင်းဆုံးလက်ခံပြီးတော့ဇီဒီကိုအကြီးတည်မဲ့ဆန်တည်တည်လေးတည်လိုက်တယ်အဲ့ဒီဝစ်ဘာမဟုတ်တဲ့ကုသိုလ်ကောင်းမှုလုပ်တာပဲဒီဝစီကံလေးကြောင့်ဂေါရမမြတ်စွာဘုရားလက်ထက်မှာခန္ဓာကိုယ်တည်တည်လေးနဲ့ယဟန္တာလာဖြစ်ရတယ်နောက်ပြီးတော့ကျွန်တော်တို့ပတ်မြန်လေကဥယျာဉ်မှုစကားမှလည်းထိုနည်းလကောင်းပဲကြော်ဟင်းရလိုက်ဖြစ်တယ်နောက်ဆုံးဘလို့မှပြောမရလို့ အနေအောင်အကျော်ဟင်းပါပြောရလဲကုတာတီခမဗုဒ္ဓဘာသာတရားပဲဗျာတဲ့ကိုမလူနိုင်ရင်တော့မှသူများလူတာကိုတာတုခေါ်မယ်အခေါ်ချင်ရင်တော့မှမနှောက်ရှက်ရဘူးလို့ဆိုပြီးတော့ဒီလိုဘာသာတက်တနာကိုအလေးပေးတဲ့စကလုံးမျိုးတွေနဲ့တစ်ချိန်လုံးကဒါလိုက်တာတွေဉာဏ်ပညာရှင်တွေရိုက်ခဲ့ကြတယ်ဒီနေ့အဲ့ဒီဥစ္စာတွေမရှိခြင်းရဲ့လူငယ်တွေကိုလမ်းလွှဲခြင်းလူငယ်တွေကိုမဟုတ်တဲ့အတွေးခေါ်မျိုးတွေကိုထည့်ပေးတယ်ဒါမျိုးတွေဖြစ်လာတယ် တရားတရားနဲ့ပညာနဲ့နှစ်ခုကချင်းချင်းရပါမယ်တရားမှာပါတော့ပညာနဲ့ချင်းကပ်ပြီးဝိဖန်နာတွေကတော့မလုတင်ဘူးလို့လည်းထင်ပါတယ်နောက်တစ်ခုကျွန်တော်တို့ယဟန်စာရတော်ဆွတ်တဲ့ ရားဆုံးပြစ်တာပြီးခဲ့ပါပြီလားဗျာအနောဘဂဝတော်သာဝကတံဥစုပြိပံတော်ဘဂဝတော်သာဝကတံညာယပြိပံတော်ဘဂဝတော်သာဝကတံတမင်းစိပြိပံတော်ဘဂဝတော်သာဝကတံရတိတံသတ္တရိပုရိသယုဂာနိအထပုရိသပုဂ္ဂလဧသာဘဂဝတော်သာဝကတံအာဟုနေယောပါဟုနေယောဒက္ခိနေယောအစ္စလီကရဏီယောအနုတ္တရံပုံညခိတံလောကတံအနုတ္တရံပုံညခိတံ အနတ္တရာပုံညာဖြစ်တာတရားဟာအမနာရှိလိုက်ပြီဤဆုံးကိုတပြည့်တော်ဒီသံဃာကုံကိုဗဒာမြတ်နိုးရင်ကျူရမ်းပါကြီးဖေသာဓုသာဓုသာဓုကုလဘယလာဘမတွေ့သမီးငယ်ဤဘဝနဲ့လဲပြီးတန်တရာကိုဆင်းရဲမှလွတ်မြောက်ရအမှန်နိဗ္ဗာန်ကိုကြီးမှားရင်သူဒန်းတော်ဤဆုံးဒီမြင့်မြတ်လာပြီ ဒါကြောင့်ငါကိုယ်တိုင်ယခုတထိုင်တည်းနဲ့အာသဝကင်းကွာရင်ယဟနာဖြစ်ပြီးမှဤဆုံးကိုငါစားတော်မယ်။သမီးရေဟဲ့သမီးကိုဖေးလာခေါ်လာလိုက်ရင်ဝမ်းသာလိုက်တာဖေးရဲ့သမီးလေသမီးသိဝမ်းသာလေနာကိုယ်ရောမဖြစ်ပြီးတော့သမီးလေဟင်ဘယ်တော့မှမဖွဲ့ရဘူးသမီးလေခုတို့တွေကအားကြီးရပါဒါတို့ပုံတော့သမီး ခင်ဗျာနန်းတော်ကြီးမှာရှင်မင်းဖြစ်သမီးကပင်းပြီးလက်လာတယ်ဖြစ်မှာနော်ဖြစ်မှာပါသမီးရဲ့ခင်ဗျာနတ်ပြာဇာမင်းဖြစ်သမီးကနတ်သမီးလက်လာလေးဖြစ်မှာနော်ဒီမှာဟုတ်မြည်ရဲ့ဒါကြောင့်မို့ဒီကအခုတာရုခါဟာလို့ပြောတာပေါ့ဖြစ်လူတဲ့လူကိုသမီးလေးကအားရဝန်တာတာပြီးပေါ့အဖြစ်ကိုချစ်တာဖြစ်မှာပေါ့ခုလူတွေအများကြီးရမှာပေါ့သမီး tapi kami tak perlu kau meli. Lu suap me. Tapi dia apa? Ini dia dah nak kau noh. Ini dia tu yang tak ada ni. Tapi tu kau ni dah susah ni. Ini lu kau ni. यहाँ ना भाव तराजू जी का सत्तू के रहते हैं ऐसे कौन अपुर भागा दे ना समझे ना पीवा है အမပါတယ်တာလူတာလူတာလူခုလိုသားဆိုရင်တော့ဒီလူကယူပြီးခမရပါဖြစ်လို့မလို့ဘုန်းကြီးကိုလှူတယ်လေ၁၂နှစ်လောက်ကိုသမီးဒုက္ခခံတဲ့ဟာကိုကိုသမီးဒုက္ခခံတဲ့အရာကိုတွားပြီးတော့ရွေးမှာပေါ့ဘုန်းကြီးနောက်မှာလှူမှာပေါ့ဆိုတော့ဟာမျိုးဖြစ်ခဲ့ရင်ဘယ်လိုလုပ်မလဲ အရန်နဲ့စွန့်စားရမှာမဟုတ်ဘူးဒီကနေ့ဒီအဲ့ဒီဥစ္စာကြီးလည်းသူတို့ဖြစ်လာမှာမဟုတ်ဘူးဆရာဦးဒုက္ခရိုက်သွားတယ်သူတမီးကိုရွေးဖို့ဆက်နေလောက်ကြွန်ခံထားတဲ့ဟာတွေတွားရွေးမယ်ဆိုတဲ့ပတ်စံနဲ့ယဟန်ကိုသူစွန့်စွန့်ထမင်းတော့ဝယ်ပြီးတော့စွန့်ကတ်လိုက်တယ်ဒီမတိကုတ္တကောင်းမှုလေးပြတ်သွားမှကြောက်လို့တမီးရှင်းရှင်းအေးအေးဆေးပြောပြအဖေတော့ဒီလိုဒီလိုလှူလိုက်တယ်ကွယ်အဖေနဲ့တူတာဓုခေါ်ပါဆိုပြီးပြောလိုက်တယ်ဟိုမမြင့်ကြီးလေးစင်းလေးနဲ့တာဓုတာဓုခေါ်ပြီးပြန်သွားတယ်ဒီလိုမျိုးကြီးရှိတယ် ဒါကတော့ဘုရားဘာသာနဲ့ပတ်သက်ပြီးအလူဒါနနဲ့ပတ်သက်ပြီးတော့ကောင်းတာလေးတွေပြောပြတယ်တားမြစ်တဲ့လူတွေမတားမြစ်ရပါဘူးတားမြစ်ရင်ဒီလူကိုဒါနတစ်ခုဆိုတာကကျွန်တော်တို့ဇောတွေအကျင့်ကြီးဖြစ်ပြီးမှဖြစ်လာခဲ့တာလူဆိုတာဟာယာတုအာနာစီစိတ်တိတ်မမောတဲ့လူတွေဒီကနေ့ဒီယာတုအာနာစီစိတ်တွေကိုပဲမစွန့်လွတ်နိုင်လို့ကျွန်တော်တို့ စစ်ပွဲကြီးတွေဖြစ်နေတယ်မြန်မာမှာလည်းဒီလိုခင်းချင်းကြီးတွေဖြစ်နေတယ်အဲ့တော့ဒီလိုယာတုစည်းစိမ်အာဏာတွေမမမမိုးပဲနဲ့မိမိရှိတဲ့ဟာလေးတွေတနိုင်တပိုင်ဖိတ်ပြီးလှူတဲ့ကုသိုလ်ကောင်းမှုမျိုးကိုဟိုမှာလှူပါလားဒီမှာလှူပါလားပြောနေမဲ့အစားလှုပ်နေတဲ့ကိစ္စလှုပ်ပြီးသွားကိစ္စတခုကိုဒီတိုင်းလေးပဲကျွန်တော်တို့ဓာတုခေါ်လိုက်ရပါလျက်နဲ့ မင်းတို့တည်တယ်လို့လူတွေလူတွေလည်းတည်တာဒါပေမဲ့စိတ်ရဲ့တရားတရားဒီမှာထက်မှန်တာဖြစ်တော့ဒီမှာပဲလူကြတာလေဒါကိုတချို့တချို့တော့ယဟန်တပါးကရှိပါတယ်ဒီနေရာမှာလူမဲ့စားဟုတ်ကဲ့ဟုတ်ကဲ့စပီရှောင်းတွေလူလိုက်ပါလားတုံလိုင်းကိုလူလိုက်ပါလားတပည့်တော်ကလည်းအဲ့ဒီလိုယဟန်ကိုဒီနေရာနေစကားတခုပြန်မိပါတယ်အရှင်ဖျားလူဒီလိုပြောရင်အရှင်ဖျားလူခြေလက်တံမာနဲ့လူတယောက်ကိုလူမဲ့အစားတပည့်တော်အနေနဲ့တခြားတခြားတော့ မရှိစေတာမလုံလံမကန်တဲ့မတန်မဆွန့်တဲ့လူတယောက်ကိုလူလိုက်တာပုံမကောင်းဘူးလားအရှင်ဘုရားခြေနဲ့တန်ဆွမ်းနေအရှင်ဘုရားလုတ်ကင်စားနိုင်တယ်လုတ်ကင်စားပါအဲ့ဒီပစံကိုကျွေးနဲ့ဆွန်းတစ်ခွက်ဆွန်းဟင်းဝတ္ထုငွေကိုမတန်မဆွန့်တဲ့တယောက်မလုံလံမကန်တဲ့လူတယောက်ကိုကလေးတန်ငယ်ကိုစာပေတင်ကြားဖို့တော့ထောက်ပံ့ပေးလိုက်မယ်ဆိုရင်ရောအရှင်ဘုရားအနေနဲ့ဘယ်လိုအဖြေမျိုးပြန်ဖြေပေးရမလဲဒီလိုပဲလေလူဆိုတာကသူ့ရဲ့တရားတရားထက်တန်ရင် ဖက်ကလည်းလှူချင်အောင်ပြောတယ်လှူချင်အောင်ရှေ့မှာတင်ထားတဲ့အတွက်တရားတရားဖြစ်ပြီးလှူကြတယ်ဒီလိုပဲအလူခံပုံကူနဲ့အလူရှင်ပုံကူဟာမှုနှစ်ဖက်ကမျှနေရမယ်တရားတရားဖြစ်ရမယ်တရားတရားဖြစ်အောင်ပြောနိုင်ဆိုနိုင်ရမယ်ဒါမှလည်းဒီအလူတစ်ခုဖြစ်မြောက်တာဒါကြောင့်မလို့အလူဒါနနဲ့ပတ်သက်ပြီးပိတ်ပင်တားဆီးခြင်းမျိုးမလုပ်ကြပါနဲ့လို့ဗုဒ္ဓဘာသာဝင်တွေကိုပဲအထူးတည်တံ့ဒီနေရာကနေပြီးတော့မြစ်တရက်ခံအပ်ပါတယ် အလုံးပဲ အကုတုနဲ့ရှင်သောပညာဉာဏ်ဝေဖန်ခြင်းတွေဖြစ်ကြပြန်တရားတရားနဲ့ရှင်သောပညာဉာဏ်ဝေဖန်ခြင်းတွေကိုပဲသုံးသပ်ကြပါအလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းပြည့်စုံကြပါစေခင်ဗျာ